ကဲမင်္ဂလာပါအကျော်တော့ serious commander နဲ့ပြန်လည်ကြိုဆိုပါရစေဟုတ်ကျွန်တော်ဒီတစ်ခေါက်မှာဗားလေးတွေပြောမလဲဆိုရင် dialogue box တွေအကြောင်းပြောမယ်ဟုတ်လားအိုင်တုံးမှာ built-in dialogue box method လေးရှိတယ်ဒါဆိုရင် shows info ဆိုရင် icon တွေကဘယ်လို button တွေကဘယ်လို show warning ဆို warning show error ဆို error ask caution ဆို caution ဟုတ်ပြီနော် ask okay cancel ဆိုရင် okay cancel button နှလုံးရမယ် okay နဲ့ရင်1ထွက်မယ်1 return ပြန်မယ် no နဲ့ရင်0 return ပြန်မယ်အဲ့ဒီလိုပုံစံလေးကျွန်တော်တို့ဗားလုပ်မယ် သူ breathing လုပ်ပေးထားတဲ့အားလေးကျွန်တော် handle လုပ်အဲ့လက်လက်တွေပြမယ်မကျွန်တော်ကျွန်တော်ကောက်ပိတ်လိုက်မယ်ဟောပိတ်လိုက်တဲ့ကျွန်တော်သူပါပြဒန်လောက်ပေါ့ပြလေသူကမေးတယ် do you want to ညွှန်တင်တာသူက one ပုံစံလေးနဲ့ anti ပုံစံလေးတွေ့လားတွေ့လားကျိုးရဒီလိုဟာကိုပြောတာဒီလို message ပေါင်းလေးတွေတက်ပြီးတော့ program ကိုဆက်ပြီးတော့အလုပ်လုပ်တယ်ဒီမှာဆိုသူမေးနေတဲ့၃ခုတော့ပြစေမလားမစေဘူးလား cancel လားအဲ okay ဒီမှာလည်းကျွန်တော်လည်းအဲ့လိုပဲ cancel ဒါဆို button ၃လုံးပြ ask တွေ့လား return cancel โอเคมั้ยเนาะအဲ့ဒီလိုပုံစံလေးကျွန်တော်တို့ဘာလုပ်လို့ရလဲဖန်တီးလို့ရခဲ့ပြောနေကြရင်ကြည့်မယ်လက်တွေ့ရမယ်ကျွန်တော်ဒီကောင်ပိတ်လိုက်တော့မယ် run နေတဲ့ကောင်ပိတ်မယ်အာ button 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 eh ခြံထားအောင်မယ် python share ခြံထားလိုက်မယ်အာ python share တခုဒီကောင်ကိုခြံထားလိုက်ပိတ်လိုက်ဟုတ်လားဒီ python share ကိုခြံထားလိုက်โอเคကျွန်တော်ကျွန်တော်တော့ find you new find control s ကျွန်တော်ဘယ်ထဲပဲ save မနော်ဒီ python gui နဲ့ပဲကျွန်တော်သွား save မယ်ဒါပုံစံလေးဆိုရင် m e s s a g message box eh လို့ပဲပေးလိုက်မယ်နော် example ဆိုပြီးတော့ py file လေးစေးလိုက်ကဲ lower desk on အခုကျွန်တော်ပြန်မြည်တော့နော် from in boss နဲ့ windows အဲ windows create လောက်ရမယ်ကောင်းတော့ပါကိုပါတယ် okay မလားဟုတ်ပြီ control v ကျွန်တော်ပြန်မြည်တော့နောက်တစ်ခု windows main loose သူလည်းပါပြောနော်ရေးကိုရေးရမယ်ဟာ control c control c ဒီဘက်မှာ under call control v okay ရပြီဒီလောက်ရရင်ပြည့်ပြီဒီကောင်ပြည့်ပြီမူရင်းကောင်ပြည့်ပြီကျွန်တော် message box ကိုကျွန်တော် send တယ်အဲ့ဒါဒီ window တိုင်းတယ်ကိုလည်းကျွန်တော်ဗာပေးလိုက်မယ်ဆိုအဲ့ဒီမှာ message box m e s s a g message b o s box message box ဆိုပြီးကျွန်တော်ပေးလိုက်မယ်ကျင်တော်ပြီးရင်ကျွန်တော်ဒီ main loop နဲ့ကြားထဲမှာ widget တစ်ခုထည့်မယ်နော်အဲ့ widget က button တစ်ခုထည့်မယ်ထည့်ပြီးတော့ကျွန်တော်တို့အဲ့ထဲမှာဒီ message dialog box တွေပြတဲ့ပုံစံကိုလုပ်မယ်မလုပ်ခင်မှာအဲ့ပြ dialog box တွေပြဖို့လည်းကျွန်တော် function လေးတစ်ခုဖန်တီးမယ်ဒီမှာတစ်ချက်ကြည့်မယ်ကျွန်တော်တီတင်ကာကို ဟုတ်လား inbox ထည့်တာအဲ့ဒီမှာကျွန်တော်နောက်ပြီးတော့ထပ်ထည့်အောင် f inbox inbox f နဲ့ထားထားနော် i am oh sorry sorry နော်ကာဆာနောက်ရောက်ပါ i m p o r t inbox ဘာလို့ထည့်ကျင်တာလဲ t k i n t e r enter dot အဲ့ဒီမှာဘာရှိလဲဆိုရင် t k e r dot လို့ရိုက်လိုက်တာ ਨੇ ဘာရှိသေးလဲဆိုတော့ message box m e s s a g message box module ရှိရမှာစလုံးသေး ਨੇ အဲ့ဒီလား message box module တွေ့တယ်နော် TKM data ရဲ့ message box module ဘာဖြစ်လို့ကြည့်အဲ့ module ကျွန်တော်ထည့်မယ် message box စလုံးမမမသိနေ S ဘာအနေနဲ့ထည့်မလဲ BOH ကျွန်တော်ဟို message box ရဲ့စလုံးရှည်လို့ဗျသူ့ variable name တခု box နေနဲ့ကျွန်တော်ထည့်လိုက်အဲ့ဒီမှာကျွန်တော် DF function တခုရေးမယ်အာဘာလဲကျွန်တော်တို့ show um you know ဟုတ်ပြီကျွန်တော် methods name ကိုဘယ်လိုပေးရမလဲဆိုတော့ show info ကျွန်တော်ဒီချက်မှာ၃ခုလောက်တော့ကျွန်တော်သုံးပြအောင်နော်ဟုတ်ပြီ show တိုင်းလောက်ပေါ်လို့ပေးရမယ်နော် SHO ratio DI and DI analogy analogy show time loss လို့ပေးလိုက် okay ဖူးကောလာပြန်ဒီ DF show time loss ဆိုတဲ့မှတ်သက်တယ်ကျွန်တော်ဗာရေးမင်းဆိုရင် as yes no ဟာလေးရေးမယ် yes no ဟာသူ့ရဲ့လုံဆောင်ချက်ကိုကြည့်လိုက် button yes ဆိုရင် return ဘာဖြစ်လဲ1ပြန်တယ် no ဆိုရင်ဘာမှမပြန်အဲအဲ့ဒီအဲ့ဒီပုံစံတော့တွေ့လားသူ့ရဲ့လုံဆောင်ချက်ကိုကြည့်လိုက်ဒီ yes no မှတ်သက်လေးဒီ return ပြန်လာရှိတယ် yes ကိုကျွန်တော်နှိပ်လိုက်တယ်နဲ့1ပြန်တယ် no ဆိုရင်ဘာမှမပြန် โอเคအဲ့ဒီတော့ကျွန်တော်တို့ကဒီလိုလေးဖန်တီးထားမယ်အပြင်မဲ့ဟောကျွန်တော်တို့လက်ခံမယ် var equal var equal ကိုကျွန်တော် ask အာ ask ax ဒီမှာတော့ yes yes ပါလားမပါဘူးเนาะအဲဒီဒီမှာမပြနိုင်နဲ့ရတယ်အခါလေးတော့အစုံမထွက်လို့ဘယ်နဲ့တော့ဒီ message box ရဲ့ module တွေရတယ်စလုံးပေါင်းတော့မမသေးနဲ့ yes no button ဟုတ်လား ဒီ yes no မှာကျွန်တော်တို့ကဘာတွေရှိလဲဟုတ်လားဘာရက်ဒီဒီ import ကိုကျွန်တော်ပြန်ပြအောင်မယ်နော်ခဏလေးဒီ detail ကိုကျွန်တော် method ကိုကျွန်တော်တရားပြပြန်လို့ဒီ config ကိုကျွန်တော်ဖြတ်လိုက်ဖြတ်ပြီးတော့ကျွန်တော်နောက်ထပ် import တခုဒီ import ကိုကျွန်တော်ရိုက်ထည့်မယ်ဟုတ်လား method ဘယ်လို module နဲ့ဘယ်လိုလုပ်လို့လဲဆိုတော့ကျွန်တော်ပြချင်တာ okay control v talk အေး i message တည်တင်တာတွေကျွန်တော်ဘာလို့ message box module ကျွန်တော်ဘာလို့လိုက်လဲ import လို့လိုက်လို့ပြီးကျွန်တော်ခုနလို့ yes no button ကတော့ထားတာဒီ yes no button ကျွန်တော်ပြခြင်းနော် we are bar equal bar ရှိတယ်ကြည့်လိုက် y yes yes and no, sorry sorry ask a s k as y y yes yes and no, no. yes no ဟုတ်အဆောရီဘယ်ဘယ်လို yes no ပုံမှာတော့မေးလို့ကျွန်တော်ဆိုတာမှားသွားတယ်နော် sorry နော်ဒီမှာလေးကျွန်တော်က box အနေနဲ့ထည့်ထားတာဟုတ်ဒါလေးလေးရအောင်နော် okay box box ဘာရှိလဲဆို ASK ask yes no တွေ့လား ask yes no ဒီပဒံတော့ကိုကျွန်တော်စသုံးနေတာအော်ဒီလိုကွာပဒံတဲ့အဖွင့်လေးရက်လက်တယ်သူထည့်ရမယ့်ပါရမီတာကိုဗျာအခုမှဗျာတိုင်းတယ်ထည့်ရမယ်နေမြင်ပြီးရင်ကျွန်တော်တို့ message ထည့်ရမယ်ပြီးရင် option ကြိုက်တာထပ်ရွေးလို့ရသေးဖောင်ပိုင်းဆိုင်ရလားအယောင်ပိုင်းဆိုင်ရလား background ပိုင်းဆိုင်ရလားထပ်ပြီးတော့ keywords parameter တွေနဲ့ထည့်လို့ရတယ် okay ကျွန်တော်ဆိုကျွန်တော်ဆိုဟိုဒီ method ကိုနားနေကျွန်တော်ဒီမှာရေးတော့မနော် okay ကျွန်တော် sorry 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 ကျွန်တော်ဒီကနေ box ထည့်ထားတာဟို bh box. ဒီမှာတော့မပြောင်းတွေ့လားအားကြောင့်ကျွန်တော်တို့ ask ask yes yes I don't know တခြားဟိုပုံမှန် ID တော့ရင်တော့ပြမှာပဲတဲ့ဒီကြောင့်ကျွန်တော်ပထမအနေနဲ့တိုင်တယ်ပါထက်မလဲဆိုရင် boxes message pop ပေါ့နော် ME SSA အားလေးစဉ်းစားတာအလုပ်ကုန်နော် SSA G message BOH pop message pop လို့ပဲထားလိုက်ပြီးတော့တိုင်တယ်ရလာထားပြီးတော့နောက်ထပ် message pop ထဲမှာပြမယ် message ကိုကျွန်တော်ဘာလုပ်မလဲဆိုရင် do you want to are you sure အဲ့လိုမပေးတော့နဲ့ဗျ proceed ဆိုရယ်လဲနော် PRO C E E CED proxies အမေမင်းဆက်ပြီးတော့လုံးလုံးမလားဒါဒီလိုပဲမေးလိုက်တော့နော်โอเคပါရမီတာနှစ်ခုထည့်တယ်မျက်စိရရှောက်မှသွားနဲ့ရှေ့ရတိုင်တယ်ကိုတွက်ထည့်တယ်နောက်က message code တွေအတွက်ထည့်တယ်โอเคအဲ့ဒီဟာရပြီဆိုရင်ကျွန်တော်ဒီထဲမှာ if နဲ့စင်မယ် if we are bar သူကတာကျွန်တော် yes နဲ့ဘာပြင်မှာတော့ return ကို1ပြင်မှာလဲအဲ့ကြောင့် equal equal 1ဒါဟာ1ဖြစ်တယ်ဆိုရင်ကျွန်တော်ဘာဆက်လုံးမှာလဲနောက်လဲ boh bound box dot ဘာကိုရေးရမလဲဆိုရင်ဒီမှာ box dot မှာနောက်ထပ်ဟာ button နဲ့ရှိပြည့်နော်ဒီမှာဒီ button ကိုရေးမယ်ကျွန်တော်ဟုတ်ပြီနော်ဒီထဲကကျွန်တော် show info နဲ့ show one အဲ့နှစ်ခုပြရမယ်နော် show show info info ကော show info မှတ်တမ်းပါလေအဲ့လိုပဲရှေ့ကတိုင်တယ်နဲ့နောက်က message ကိုတယ်မှာပြကျွန်တော် run line ပို့နားနေတယ်ဟုတ်ပြီ show info မှာဘာပြရမလဲဆိုရင် yes ပေါ့နော် one yes yes one နဲ့တူတယ်ဆိုသူ yes ကိုနှိမ့်လိုက်လို့ yes box 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 ကိုနှိမ့်လိုက်တယ်ပြီးရင်တော့ ဒီ process ဖြစ်နေမှာဖြစ်တာတဲ့ PRO CEDIN proceeding process team ပေါ့နော် proceeding အဲ့လိုပေးလိုက်အဲ့အဲ့လိုမှမဟုတ်ဘူးဆိုရင် SS အဲ့ဒီလိုမှမဟုတ်ဘူးဆိုရင်ဒီကနေ့ under copy ရတော့ if နဲ့တန်းနဲ့ index သွားပြီး ERC S S ဘယ်လိုလုပ်မလဲဆိုရင်ဟောဒီမှာနှစ်ချက်ခေါင်းပြီးသွားတယ် SPOH bout dot ပါပြမလဲ show one နေပေါ့နော် SS show w w a r NING1 နေစလုံးမမသည်နေစလုံးမမမသည်နေမလာနေလာကန်းနေလို့တွေရှုပ်ပုံပါဟုတ်နော် no box ပေါ့နော်ရတယ်ဗျာအကြီးတွေရတယ် BOH box okay ဒီကနားလဲသွားဖို့ပဲ canceling CAN CN CNING canceling canceling အပြောင်းလေးထည့်လာဟုတ်နော်ဒါဒီလိုပြဒါဒီတော့ dialog box တစ်ခုပါလဲဒါ function တစ်ခု show dialog dialog box တွေပြတယ် function တစ်ခုကျွန်တော်မလုပ်လဲတာလေ create လုပ်လိုက်တာဗျာကြလုပ်ပြီးသွားရင်တို့ button button object ကိုလုပ်မယ် bu btn လို့ပဲပေးလိုက်မယ် btn ကို button 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 object create လုပ် button object create လုပ်တဲ့နေမှာရှင်းမှတစ်ခါလည်းပြောပြသားပထမဆုံး main လို့တယ် duplicate ရ tw window ဟုတ်လား main master master တော့ဗာပဲလို့ window ဒုတိယတစ်ချက်ဗာလို့လဲ button မှာပေါ်မယ်စာသားလို့တယ်ဟုတ်လားအဲ့ဒီတော့ကျွန်တော်ဗာဖြတ်မယ်ဒီလိုတော့တန်းထည့်လို့မြောင် text text equal အဲ့တော့ keyword parameter နဲ့ထည့်ရတယ်လို့မှတ်ထားပြီဒီဘက်တော့ CLI CK class me လို့ပေးလိုက်မယ်နော် class me ကော class bar နောက်တစ်ခု command comment comment keyword parameter ဒီဘာကိုတောင်းတာလဲကျွန်တော်တို့လုံးမယ်လုံးဆောင်ချက်ကိုကျွန်တော်လည်းကျွန်တော်ဒီမှာရှိုးတိုင်ရလောက်ကိုလုံးလုံးမှာဖြစ်တော့ control c control v ရှိုးတိုင်ရလောက်ကိုကျွန်တော်မလုပ်လိုက်မယ်ပေးလိုက်မယ် okay ပြင်တော့ကိုယ်ကပေးလိုက်ဒါဆိုပြီးသွားတယ် ပါပါရမီတာမလို့ဟာ present thesis မလို့ဘူးเนาะ show တိုင်ရတော့ snapshot ကို command comments comment လာရတော့ထည့်လိုက်โอเคဒါ button object ကိုကျွန်တော်မလုပ်ပြီးသားတော့ create လုပ်ပြီးသားလုပ်ပြီးသားရင်တော့အဲ့ button ပဲထဲမှာထည့် btm.pack pack နဲ့ပဲ pack နဲ့ပဲထည့်မယ် pad pack h ကို150ထားလိုက်ဗျာ pad bus wine ကိုသူ့ကိုဘယ်လောက်ထားမှာ50 50 200ထားလိုက်ပါနော် 20ထားတယ်အရင် button နေတိုင်းပဲထားလိုက်တယ်ဟုတ်လားစဉ်းပြီးသလိုထားအဲဆိုတော့ window ကို create လုပ်တယ် window တိုင်းနဲ့ကျွန်တော်တို့လုပ်တယ်ပြီးကျွန်တော်တို့ code ဟာ button မှာလောက်လို့မဲ့ function ကို create လုပ်တယ်ပြီးကျွန်တော်တို့ button object လုပ်တယ်အဲ့ဒီ function နဲ့ဒီ button object နဲ့မလုပ်ပြီးတော့ချိန်ပေးတယ်ချိန်ပြီးပြီး button ကိုဘယ်ထဲဆင်တော့ window ထဲကိုထည့်တယ်ပြီးတော့ window.main loop ဆိုပြီးတော့ window ကိုဘာလုပ်တော့ run တယ် okay မလား control channel run မယ် run module oh အာ run သွားပြီ click me သူ click မှာနော်သူ click site တိုင်းဘာဖြစ်လဲ အော်ပြပြ message box ကိုပြဘာဖြစ်လို့လဲဒီမတန်းနဲ့ဝါနဲ့ရှင်းကြည့်မတန်းနဲ့ကျွန်တော်တို့တက်လာတဲ့ဘောင်းနဲ့ရှင်းကြည့်တွေ့လားဟုတ်လား click me နှိပ်လိုက်တာနဲ့သူဒီ message box ကို yes လား no လားထပ်မေးတယ်နော်ကျွန်တော် click me နှိပ်လိုက်တယ်သူဘာဘာလို့လို့လဲ yes no button လို့လို့တွေ့လား yes no ဘာသာကိုခေါ်ထားပြီးတော့သူက yes no box လေးပေါ်လာ message box လို့ကျွန်တော်ပေးထားတယ် process လုံးမလားမလုံးလားမေးတယ်ကျွန်တော်က no နှိပ်လိုက်တာသူပြန်ထွက်သွားတယ်ဟုတ်လားလိုးနေလိုက်သူပါအောင်ပြမလဲကန်ဆယ်ပြကျွန်တော် no နေကြည့်ပြလား cancel လीဆို one message ပြ โอเคเนาะโอเคနေလိုက်ဟိုနောက်တော့ကျွန်တော်တို့ထပ်ပြီးတော့ class name ပဲ yes name โอ้ yes name တဲ့အချိန်မှာ error တက်တာကြည့်မယ်ဘာ error လဲမပူနဲ့ခဏလေးเนาะကျွန်တော်ရှာလိုက်အောင်မယ်โอ้ရှာလာလွယ်လွယ်လေးတန်းတွေ့ရတယ်ညီမကြီး show info ဆိုတဲ့အမရှိပါဘူးစလုံးဝမနိုင်ရတယ် sho info show 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 info ဖြစ်ရောက်တယ်လားအဲ့ဒါကြီးကျွန်တော်တို့ပြင်ပြင်လိုက် okay ပြင်ပိတ်လိုက် sho w show info control s တစ်ချက်နေပြန် run ဒါဆိုပြီးသွားရဟုတ်လားဒါကြီးတို့က message box တို့ကျွန်တော်တို့ခေါ်ဆုံးလဲ click me yes name မှာခုန yes name နဲ့ချိန်မှာ error error အခုတက်သေးလားမတက်တော့ဘူး proceed ခုန show info စလုံးပေါင်းမှနေအောင် okay မနော် attribute error သူပြောတဲ့ error လေးကိုကြည့်လိုက်ဒါကျွန်တော်တို့ error is error handler လေး exception handler လေးမှာတင်ခဲ့တယ် attribute error ဟာတဲ့ module တည်တင်ကတော့ message box has no attribute သူမှာအဲ့လို attribute တခုမှမရှိဘူးလေ show info ဟုတ်တယ် okay မနော် okay thank you ဗျာ